မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 19ရက်နေ့မနေ့ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာရှိတဲ့ခမရ99ရှစ်ဆစ်ဆဲရိတ် gate ကိုဝင်ရောက်တိုက်ခတ်ရောက်အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ16ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှတနင်္သာရီမြို့နယ်ကမလိုင်းရွာအခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့ခမရ998တပ်ရဲ့စစ်စေးရိတ်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်၎င်းတိုက်ခိုက်မှုဟာမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတအူပွဲချင်းပြီးတိုက်ဆုံကထိခိုက်ဒဏ်ရာရရှိတဲ့လူတွေလည်းရှိတယ်လို့သိရပါဗါဒါအပြင်သခိုင်းတိုင်းရေဦးမြို့မှာကင်းလယ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်အဖွဲ့ရေဦးမြို့နယ်ပတ်ကဖတာဝန်ခံကသတင်းပေးဖို့ပြောကြားထားပါတယ် ဧပြီလ17ရက်နေ့မှာရေဦးမြို့အောင်ချမ်းသာရက်ကွာဇွဲတန်လမ်းကြားကိုကင်းလက်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မြောက်ပိုင်းပါကဖားကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်ကတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းတိုင်းတပ်ပွဲသတင်းကတော့အေယာဝတီတိုင်းဟင်းသရခရိုင်လေးမြနာမြို့နယ်တဲကပန်တော်ကြီးရွာကိုအရခတက်တော် AA နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဧပြီလ18ရက်နေ့မြန်မာနေဆန်းတရက်နေ့ညမှာပဲသိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုပန်းတော်ကြီးကကြသွားပါပြီ။အမြောက်တက်ကစီစုံဂုံးဘက်မှာပါအပြစ်ခတ်ကတော့ဖြစ်နေတယ်။အဲ့ဒီဘက်ကလူတွေလည်းအကုန်လုံးပြောင်းရွှေ့ကုန်ပြီ အခြေအနေကတော့တော်တော်ကိုဆိုးတယ်လို့ဒေသခံတအုပ်ကအတန်ဖိုင်ပေးပို့ပြီးတော့ပြောကြားထားပါဗျ။စီစုံကုန်းရွာဆိုတာပန်တော်ကြီးရွာနဲ့နှမိုင်ကန်သာအကွာဝေးရှိပြီးတော့လင်းမြနာမျိုးနဲ့ပန်တော်ကြီးကျေးရွာဆက်သွယ်ထားတဲ့လမ်းပေါ်မှာရှိပါတယ်။ဒေသခံအလုံးရဲ့အတီးပြုချက်အရစစ်ကောင်စီတပ်တွေဟာပန်တော်ကြီးကနေပြီးတော့ဆုတ်ခွာလာခဲ့ပြီးစီစုံကုန်းမှာပြန်လည်ပြီးတော့ခန်းဆက်ပြင်ဆင်နေတယ်လို့သိရပါတယ်။ပန်တော်ကြီးနဲ့လင်းမြနာမျိုးကြားတဲ့ကနင်းချမ်းကျေးရွာမှာနေထိုင်သူတအုပ်ကလည်းပန်တော်ကြီးရွာဘက်ကတိုက်ခတ်တန်းတွေ မနက်ပိုင်းအထိကိုကြားနေရတော့မယ်လို့ပြောပြထားပါတယ်တနက်တန်ထက်ဘုံတန်တွေပဲကြားနေရပါတယ်ဒီကနေဆို9မိုင်လောက်ပဲကွာတော့တာဘိုးချုပ်ပြစ်နေတဲ့အတိုင်းပဲလို့ပြောပြထားပါတယ်တကြံကာလအတွင်းမှာစစ်ကောင်စီရဲ့တပ်တွေဟာပန်တော်ကြီးရွာတွေကကြံခိုင်ရဲ့အမဟောင်းတအုပ်ဖွင့်လှစ်ထားတဲ့ပန်းဟေဝန်ဆိုတဲ့စားတောက်ဆိုင်မှာအထိုင်ချတပ်ဆွဲခဲ့ပြီးတော့ နစ်ဆန်တရက်နေမှာတော့အာရခတတ်တော် AA ကဝင်းအောင်စီးနင်းခဲ့တယ်လို့သိရပါတယ်စစ်တပ်ကလူတွေထွက်ပြေးတာလက်နက်တွေပါကြံခဲ့တယ်လို့အဲ့ဒီအခြေအနေကိုပန်တော်ကြီးဒေသခံတို့ကပြောပြထားပါတယ်တိုက်ပွဲအခြေအနေကြောင့်ပန်တော်ကြီးကြီးပါကဒေသခံအလုံးနီးပါးဟာရွာထဲကနေထွက်ပြေးတိမ်းရှောင်နေကြပါမယ်စစ်တပ်ဘက်ကတော့ရွာမှာရှိတဲ့ပြည်သူစစ်တပ်တန်းတတ်ထားတဲ့သူတွေကို ထွက်ပြေးခွင့်မပေးဘဲနဲ့သူတို့နဲ့အတူတူတိုက်ဖို့အတွက်ခေါ်ထားလိုက်တယ်လို့သိရပါဗျ။ရွာဘောမတွေကလည်းပြည်သူစစ်တင်းတန်းတက်တုံးကတော့တက်မိကြပြီးတော့အခုကျမှမလိုက်ချင်ကြတော့ဘူး။လူတိုင်းကစစ်တိုက်ချင်တာမှမဟုတ်တာ။အကုန်လုံးကအစာကလေးကကင်းရှင်းအောင်နေခဲ့ကြပေမဲ့ရွာသားတွေကဘုသူတ္တနဲကြတယ်လေလို့ဒေသခံအမျိုးသမီးတူကပြောပြထားပါဗျ။၁၈ရက်နေ့နဲ့၁၈ရက်နေ့ဒီမှာစစ်ကောင်စီဘက်ကလေရင်နဲ့လာပစ်တာလက်နက်ကြီးနဲ့ပစ်တာတွေရှိခဲ့ပြီးတော့အရခတက်တော် AA ဘက်ကလည်း drone နဲ့ပြန်လည်ပြီးတော့ဘုံကျက်တာတွေရှိတယ်လို့သိရပါဗျ။စစ်တပ်ဘက်ကတော့လေးမျက်နှာကနေ ပန်းတော်ကြီးကိုအဆက်မပြတ်အင်အားတွေဖြစ်နေတယ်လို့လေးမြန်တာမျိုးစုံမှနေထိုင်သူတို့ကပြောပါတယ်ပန်းတော်ကြီးဘက်ကိုစစ်ကူတွေတောက်လျှောက်ကိုသွားနေကြတာညဘက်ကြတော့လေရွာထဲမှာသူတို့ကဖြတ်သွားနေကြတော့ရွာကလူတွေလည်းဘယ်သူမှအပြစ်မထွက်ရဲကြဘူးလို့ပြောဆိုထားပါတယ်ပန်းတော်ကြီးရွာမှာလုံခဲ့တဲ့ရက်ပိုင်းတွေကဘိုးခိုကျင်းတွေကိုလုပြီးတော့နေကြပေမယ့်လက်ရှိအချိန်မှာတော့တရွာလုံးဒီပါစစ်ဆောင်နေကြသလိုစီစုံကုန်းရွာကဒေသခံတွေဟာလည်းသူတို့ရွာကိုစစ်တပ်ကလာရောက်ပြီးတော့တတ်ဆွဲနေပြီဖြစ်တဲ့အတွက်အကုန်လုံးစိုးရိမ်နေကြပြီလို့ပြောဆိုထားပါတယ် ော်တော်များများကတော့ဘေးလို့ရာကိုဆစ်ဆောင်နေကြပြီလို့ပြောပါတယ်လေးမျက်နာပန်းတော်ကြီးလမ်းဟာလေးမျက်နာမျိုးနဲ့ပသိမ်မုံရွာလမ်းကိုဆက်သွယ်ထားပြီးတော့ခုနမိုင်ကျော်သာကွာဝေးပါတယ်ငဝွန်မြင့်နဲ့အရှိတ်ဘက်ကမ်းမှာရှိတဲ့လေးမျက်နာမျိုးကနေပန်းတော်ကြီးကိုရောက်ဖို့ဆိုရင်လေးမျက်နာငဝွန်တရားကိုဖြတ်ရပြီးတော့နင်းချမ်းရွာစီစုံကုန်းရွာအပြီးမှာပန်းတော်ကြီးရွာတည်ရှိတယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းညောင်လေးပင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့အတွက်ပြည်သူတအုပ်သေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က AP လ18ရက်နေ့မနက်9:00ရဲ့အချိန်မှာဘကူတိုင်းညောင်လေးပင်မြို့နယ် ပိန်းစက်လုံးမြို့ရေပင်းကုန်းကြီးရွာဇေယကုန်းအပိုင်းကိုအချက်ပတ်ဆက်တဲ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပိန်းစက်လုံးမြို့အခြေဆိုင်ခလိုက်ရ264ကလည်းလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတော့ဇေယကုန်းကြီးရွာအတွင်းကိုထပ်မံကြောက်ရောက်ပောက်ကွဲပြီးပြည်သူတအုပ်တိမ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။တိမ်ဆုံးသူဟာ အသက်42နှစ်အရွယ်ကိုမျိုးတန်ဖြစ်ပြီးတော့ဘဲဘက်ရင်အောင်ကိုကြီစားထိမှန်ပြီးတော့တေဆုံးခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲမန္တလေးတိုင်းစင်ကူးမြို့နယ်ကြီတော့ပေါ့ရွာမှာရှိတဲ့စတင်ချောင်းကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ17ရက်နေ့မွန်လွယ်2နာရီခွဲအချိန်ကမှစေကူးမြို့နယ်ကြီးတောက်ပေါက်ရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စာတင်ဆောင်များလည်းပျက်စီးသွားတယ်လို့ပြောပါတယ်။ဧပြီလ17ရက်နေ့မွန်လွယ်2နာရီခွဲအချိန်ကစေကူးမြို့နယ်ကြီးတောက်ပေါက်ကျေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေယာဉ်နဲ့ဘုံးကျဲသွားပါတယ်။ပြည်သူ6ဦးဒဏ်ရာရတယ်။စာတင်ဆောင်တွေလည်းပျက်စီးသွားတယ်လို့စေကူးမြို့နယ်ပကဖသတင်းတာဝန်ခံကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လိတ်ကျရွာကိုအချက်မဲ့ဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ73ဦးတိတ်ဆုံးခဲ့ရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ်မနေ့ကအေပီလာ၁၈ရက်နေ့မနေ့ပိုင်းမှာအချက်ပတ်ဆက်တက်ကတပိတ်ချင်းမြို့နယ်လက်ကြွာကိုလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်အချက်ပတ်ဆက်တက်ရဲ့လေချောင်းတက်ခိုက်မှုအတွင်းမှာပြည်သူစုစုပေါင်း73ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်ဒါအပြင်ပြည်သူတွေရဲ့နေအိမ်များလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်လက်ကြွာကိုမနေ့ကစစ်တပ်ကလေရင်နဲ့ဘုံကျဲသွားတာ ပြည်သူ73ဦးသေဆုံးတယ်လို့ကနအူးသိရပါတယ်သေဆုံးတဲ့ထဲမှာကလင်းငယ်တွေလည်းပါဝင်ပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့2025ခုနှစ်နှစ်စန်းတရက်နေ့မှာစစ်ကောင်စီကလွန်ငိမ့်မှုနဲ့ပတ်သက်ပြီးတော့ရရှိထားတဲ့စည်ရင်းများအရာအကျဉ်းထောင်33ထောင်မှာနိုင်ငံရေးအကျဉ်းသား222ဦးနိုင်ငံရေးအကျဉ်းသူ158ဦး စုစုပေါင်းနိုင်ငံရေးအကျဉ်းသားအကျဉ်းသူ388ဦးတို့လွတ်မြောက်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကနောက်ဆုံးရတဲ့အချက်အလက်များကိုအခြေခံပြီးထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံရနောင်းမြို့ကနေကောတောင်းမြို့ကိုပို့ဆောင်ခံရပြီးတော့စစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်တပ်သားတဲ့အဖြစ်နဲ့စုဆောင်းခံရတဲ့ကိုအောင်စိုးဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးတဲ့နောက်ရနောင်းမြို့ကနေကောတောင်းမြို့ကိုပို့ဆောင်ခံရတဲ့ကိုအောင်စိုးကိုအကြမ်းဖက်ဆက်တကစစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်တပ်သားတဲ့အဖြစ်စုဆောင်းပြီးတဲ့နောက်ကောတောင်းမြို့အခြေစား၄၃တဲ့တပ်ရင်းကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ ကိုအောင်စိုးဟာ၄၃တဲ့တရင်မှာတလကြာတင်းတန်းတက်ရောက်ပြီးတဲ့နောက်အေပီလာ၁၈ရက်နေ့မှာကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထံကိုထွက်ပြေးပြီးတော့လင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့ကိုယ်တိုင်သွားပြီးတော့ခေါ်ခဲ့ရတာပါအားလုံးပေါင်းထွက်ပြေးလာတာ၃ရက်လို့သိရတယ်။နှစ်ယောက်ကတော့အခုတည်းထိအဆက်အသွယ်လုံးမလာသေးပါဘူး။လက်ရှိတော့စစ်မှုထမ်းတင်းတန်းမတက်ခင်ထွက်ပြေးလာတာလို့သိရပါတယ်။၄၃တဲ့တရင်မှာတလလောက်တော့ရှိပြီလို့ပြောပါတယ်။စုစုပေါင်း၁၀၃ယောက်ရှိတယ်လို့လည်းကြားတယ်။တနင်္သာရီတိုင်းကပါ ဘိမျိုးကလို့သိရပါတယ်အခုလောလောဆယ်ကတော့ဒီတိုင်းပဲထားတာပါတယ်သူ့ကိုကောင်းကောင်းမွန်မွန်ထားပါတယ်ပြည်သူ့ဘက်ကိုပြောင်းချင်တဲ့စစ်ကောင်စီတပ်သားများကိုကျွန်တော်တို့ပတ်ကောက်ဖအဖွဲ့ကနေပြီးတော့အမြဲတမ်းကြိုးစုံလျက်ပါလို့ပြောချင်ပါတယ်လို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံအင်းမလူကပြောဆိုထားပါတယ်ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့အနေနဲ့ ြည်သူဘက်ကိုကူးပြောင်းပြီးတော့အလင်းဝင်ခြင်းနဲ့မြည်သူကိုမစိုးလက်ခံကြိုးစိုးသွားမှာဖြစ်ကြောင်းကိုလည်းအတိပေးနှိုးဆော်ထားပါတယ်။အလားတူပဲသခိုင်းတိုင်းသခိုင်းမြို့နယ်မှာအကြမ်းမဲ့စစ်တပ်ရဲ့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာလျက်စီးတက်ခွဲမုံရွာခရိုင်အမှတ်ဆက်နဲ့တရင်တက်ခွဲတုံးထံကိုအလင်းဝင်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ18ရက်နေ့မှာဘကုန်းမြို့တပ်မခွန်ခွန်မှာမိုးမှန်တင်တန်းသားအဖြစ်နဲ့တင်တန်းတယောက်ပြီးစီးပြီးသခိုင်းတိုင်းအထက်ပိုင်းဒေသစစ်မြေပြင်များကို အတင်းကျပ်ဆေလွချင်းခံခဲ့ရတဲ့ဒုတက်စိတ်မှုဖြိုးတီဟာနဲ့စစ်မှုရန်တပ်သားတဲ့မောင်တပ်တို့နှစ်ဦးဟာသခိုင်းမျိုးတပ်မ33ကိုရောက်ရှိလာတဲ့အချိန်မှာအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်မှုရန်တပ်သားတဲ့နှစ်ဦးကိုမနေ့ကအေပီလ18ရက်နေ့မှာတပ်ဆိုင်ရာမိသားစုများထံကိုပို့ဆောင်အနှင်းပေးနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့တပ်သားမောင်တပ်ကိုတော့စစ်ခွေးတွေကနေအိမ်ထဲထိဝင်ဖမ်းပြီးတော့ခေါ်ဆောင်လာတယ်လို့သိရတယ်။တပ်စိတ်မှုဖြိုးတီဟာကတော့ရက်ကွက်ရုံမှာမှတ်ပုံနဲ့လုံရင်းနဲ့ဖမ်းဆီးခေါ်ဆောင်သွားတာ နှစ်ယောက်စလုံးကတော့အပတ်စဉ်၈ကပါကျွန်တော်တို့မှာဂုံပြုတ်ငွေပေးရခြင်းမိမဲ့ကျွန်တော်တို့အဖွဲ့ကမတတ်နိုင်သေးပါဘူးသက်ဆိုင်ရာအလူရှင်တွေပေါ်ပေါက်ခဲ့ရင်တော့ချိတ်ဆက်ပြီးတော့ထောက်ပံ့ပေးသွားမှာပါသက်ဆိုင်ရာ CDM supporter တွေနဲ့လည်းချိတ်ဆက်ပြီးတော့အထောက်ပံ့ရဖို့လှုံ့ဆော်ပေးသွားမှာဖြစ်ပါတယ်ကြံရှိနေသေးတဲ့သူတွေလည်းစစ်ကောင်စီအတွက်အသေးမခံပဲပြည်သူထံကိုခေါ်လုံပြီးပြည်သူနဲ့တသားတည်းနေနိုင်အောင်လို့စူးစမ်းကြပါလို့ပြောချင်ပါတယ်လို့လျှက်စီးတက်ခွဲမုံရခရိုင်အမတ်ဆက်နဲ့တက်ရင်တက်ခွဲတုံးကတောင်းရှိသူကပြောဆိုထားပါတယ်အလားတူပဲတနေ့တိုင်းတိုင်းဗုတ်ပြင်းအခြေဆိုင် ခလိုက်ရနှစ်နဲ့လေးတရင်ကစစ်ကောင်စီတပ်သားတို့ဟာလက်နက်မပါဘဲနဲ့အလင်းဝင်ရောက်ခဲ့တယ်လို့ KNL တရင်203တပ်ခွဲ3ကပြောဆိုထားပါတယ်။ April 18နေ့7နာရီကမှဗိုလ်ပြင်းအခြေဆိုင်ခလိုက်ရနှစ်နဲ့လေးတရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားတအူကိုအောင်ကိုကိုဟာလက်နက်မပါဘဲနဲ့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတအူကိုအောင်ကိုကိုဟာတနင်္သာရီတိုင်းတကူချေးပါကဖြစ်ပြီးတော့စစ်မှုထမ်းတပ်တန်းတနစ်ရှိပြီဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနေဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ